တရုတ်စီကနေမှာထားတဲ့တိုက်လေယာဉ်တွေကိုအသုံးပြုပြီးအိန္ဒိယတိုက်လေယာဉ်တွေကိုပစ်ချနိုင်ခဲ့တာလို့ပါကစ္စတန်အစိုးရကပြောပါတယ်။ပါကစ္စတန်လေတပ်ရဲ့ဂျေဒန်းစီတိုက်လေယာဉ်တွေဟာမေလ9ရက်မနက်စောပိုင်းကအိန္ဒိယနဲ့နယ်စပ်ဖြတ်ကျော်ဝင်းဟင်စစ်ချက်မှာရန်သူလေယာဉ်၅စီးကိုပစ်ချနိုင်ခဲ့တာလို့ပါကစ္စတန်ဝန်ကြီးချုပ်ရှေဗက်ရှရစ်ကပြောပါတယ်။ပါကစ္စတန်ပိုင်နက်နဲ့ပါကစ္စတန်ထိန်းချုပ်ရာကက်ရှမီးယားစိတ်ပိုင်းတွေကိုအိန္ဒိယကနယ်စပ်ဖြတ်ကျော်တိုက်ခိုက်ခဲ့တဲ့လေကြောင်းစစ်ဆင်ရေးတွေကိုပါကစ္စတန်ကတုတ်ပြန်ရာကနေ နှစ်ဖက်ကြားတိုက်လေရင်တွေဒုံးကျည်စီကျန်ထိုးခဲ့ကြတာဖြစ်ပါတယ်။ပါကင်စတန်ကအဲ့ဒီဝေဟန်တိုက်ပွဲမှာနှစ်ဖက်တိုက်လေရင်တွေဟာနေဆက်မြင်းကိုမကျော်ပဲကိုစီလေပိုင်နက်တွေကနေအတီးတီးဒုံးကျည်တွေနဲ့ပြစ်ခတ်ခဲ့တာကိုထုတ်ပြန်ခဲ့ပါတယ်။ပါကင်စတန်လေရင်တွေကပြစ်ချခဲ့လို့အိန္ဒိယလေတပ်ရဲ့ပြင်သစ်ထော့အစစ်မြေရဖေး၃စီးအပါအဝင်တိုက်လေရင်၅စီးနဲ့ဒရုန်းတစ်စီးပြတ်ချခဲ့တာလို့ပါကင်စတန်ဘက်ကကြွေးကြော်ထားပါတယ်။အိန္ဒိယစစ်တပ်ကတိုက်လေရင်တွေဆုံးရှုံးခဲ့ရဆိုတာကိုအတိမပြုသေးပေမဲ့ ။ပြင်သစ်ထောက်လန်းရေးတွေကတော့အနည်းဆုံး refill တစ်စီးပြတ်ကျခဲ့တယ်လို့ယုံကြည်ရကြောင်းမှတ်ချက်ပေးထားပါတယ်။ဒါဟာပြင်သစ်ကုမ္ပဏီ Dassault ကထုတ်လုပ်တဲ့ထိတ်တန့်လျင်တွေရဲ့ပထမဆုံးစစ်မြေပြင်ဆုံးရှုံးမှုဖြစ်လာတာပါ။ပါကစ္စတန်နိုင်ငံသားရဲ့ဝန်ကြီး Ishtar ကလည်းလွှတ်တော်မှာတီချာမေခွန်ပြောတဲ့အခါမှာ rafale သုံးစီးအပါအဝင်အိန္ဒိယတိုက်လေယာဉ်တွေကိုပြတ်ချနိုင်ခဲ့ကြအောင်အဲ့ဒီအတွက်ပါကစ္စတန်ကဂျေတန်းစီတွေကိုအသုံးပြုခဲ့ကြအောင်ဒီတိုက်လေယာဉ်တွေကိုတရုတ်ကထုတ်လုပ်ပေးထားတာဖြစ်ကြောင်းပြောကြားသွားခဲ့ပါတယ် တကယ်လို့ပါကစ္စတန်ရဲ့စကားသာမှန်တယ်ဆိုရင်တရုတ်နည်းပညာနဲ့ထုတ်လုပ်တဲ့တိုက်လေယာဉ်တွေကလက်တွေ့ဝေဟင်စီးချင်းတိုက်ပွဲမှာပထမဆုံးအချိန်ရန်သူကိုပြစ်ချနိုင်မှုအဖြစ်မှတ်တမ်းဝင်လာမှာပဲဖြစ်ပါတယ်။လလောဆယ်တော့ဒဇော့ရဲ့ရှယ်ယာဈေးတွေကကျဆင်းနေပြီးဂျေတန်းစီတွေကိုထုတ်လုပ်တဲ့တရုတ်ကုမ္ပဏီချန်ဒူရဲ့ရှယ်ယာတန်မိုးတွေကတောက်လျှောက်မြင့်တက်လာနေပါတယ်။ဂျေတန်းစီတွေဟာဂျေတန်းတိုက်လေယာဉ်မျိုးဆက်တွေမှာလက်ရှိအဆင့်အမြင့်ဆုံးဖြစ်ပြီး PL50 ဝေဟင်ပြည့်ဒုံးကျည်တွေအပါအဝင်စမ်းဆောင်ရည်မြဲဆက်လက်နဲ့တွေတက်ဆင်နိုင်စွမ်းရှိပါတယ်။ အိန္ဒိယနဲ့ဝေဟင်စီကြံထိုးရမှာလဲပါကစ္စတန်လေယာဉ်တွေဟာအဲ့ဒီဒရုန်းကြီးတွေကိုအသုံးပြုခဲ့တာလို့ယုံကြည်ရပါတယ်။ဂျေတန်းစီတွေဟာအင်ဂျင်တလုံးတက်အလက်စာဗတ်စုံသုံးတိုက်လေယာဉ်တွေဖြစ်ပြီးလက်ရှိမှာတော့ပါကစ္စတန်နဲ့တရုတ်နှစ်နိုင်ငံထဲမှာဒါအသုံးပြုနေတာဖြစ်ပါတယ်။ပါကစ္စတန်လေတာဟာဂျေတန်းစီတွေရဲ့ပြပတင်ပို့တဲ့ version ဂျေတန်းစီ E အစီး20ကိုပိုင်ဆိုင်ထားပြီးနောက်ထပ်16စီးကိုမှာယူထားဆဲဖြစ်တယ်လို့သိရပါတယ်ရှင်။